လူယာအမေရှုစွာဖျားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်အားလုံးဒီတစ်ခါခံယူဖို့ရတဲ့ကျွန်တော်ယူချေပါလိမ့်ကျင်းပိုင်းတေတော်နိပထမဇာဆောင်ခန်းကြီးငါအငယ်16ကနေ22ကျွန်တော်ဒီမှာစာမီနဲ့ဖတ်မှာဖြစ်ပါတယ်အားလုံးဒီတစ်ခါဖတ်ကြအောင်အစင်းဝမ်းမြောက်ကြတော့အမေမပြတ်ဆုတောင်းကြတော့အရာရာမှန်ကျေးဇူးတော်ချီးမွမ်းကြတော့ ကြောင့်ဘုရားတင်တို့ဒီဘုတို့ပြုံးကြရန်ခရစ်တော်ယေရှု၌ယားခင်အဘောရှိတော်မူ၏ဝိငင်တော်၏အရှင်ကိုမငင်းစေကြနှင့်ဘောဖက်ပြုအောင်ပြောခြင်းကိုမရှိနိုင်မပြုကြနှင့်သို့တော်အရာခတ်သိမ်းတို့ကိုစစ်ဆေး၍ဆောင်းသောအရာကိုဆွဲကန်ထားကြတော်မပေါင်းမှုအမျိုးစုံတို့ကိုရှောင်ကြည့်ကြတော့အလုံးတစ်ဖြာရှင်ပေါင်းကြည့်ပြပါစေ ဆိုတော့ winging door me ဒါမှမဟုတ် winging door အရှင်ဆိုတဲ့နှုတ်ကပတ်တော်ကောင်းစီလေးတပ်ပြီးမှဝင်ငါချင်းပါတယ်ဆိုတော့ winging door me ဒါမှမဟုတ် winging door အရှင်လို့ပြောတဲ့အခါမှာကျွန်တော်ဘယ်လိုနဲ့နားလဲသဘောပေါက်နိုင်မလဲကျွန်တော် winging door me winging door အရှင်ဆိုတာပါလေဆိုတော့ဒီဟာလေးပတ်သက်ပြီးမှကျွန်တော်ဘယ်လိုနဲ့နားလဲသဘောပေါက်နိုင်မလဲဆိုလို့ရှိရင်တော့ယုံကြည်သူများသည်တရှင်သော winging door ဘာလို့ခေါ်လဲ big man door ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျင်းစာထဲမှာ အထူးသဖြင့်ဓမ္မသစ်ကျမ်းစာထဲမှာဆိုတော့ကောရိန္သုပထမဆုံးခန်းကြီး၃ငယ်၁၆တို့ခန်းကြီး၆ငယ်၁၉တို့ကောရိန္သုဒုတိယဆုံးခန်းကြီး၆ငယ်၁၆တို့မှာသင်တို့တွေတရှင်သောဝိညာဉ်တော်၏ဝိမာန်တော်ဖြစ်တဲ့ဆုရဲကြောင်းကိုမသိကြတော့ဆိုပြီးမှကြီးထားခြင်းကိုတွေ့ရဖြစ်တယ်။ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သောသူများအလုံးတွေဘာလို့ခေါ်လဲ။တရှင်သောဝိညာဉ်တော်၏ဝိမာန်တော်ဖြစ်တယ်။ကျွန်တော်တို့အထက်မှာဝိညာဉ်တော်ကျင့်ဝတ်နေတာဖြစ်တယ်။ နေတို့ဒီပါလေအသက်ရှင်တော်မူသောဘုရားခင်လေးပါလေပြိမာတော်ဖြစ်တယ်။ဒါဆိုကျွန်တော်ပထမဆုံးသိဖို့ကကျွန်တော်တို့ကတတ်ရှင်တော်ဝိငင်တော်ရဲ့ပြိမာတော်ဖြစ်တယ်။အဲ့ဒီဝိငင်တော်ကစင်စာကဘယ်လိုပေါ်ပြလဲဆိုရှင်တော့ဘုရားသားသမီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုအာမခံခြင်းအနေနဲ့တသိခတ်ပြတာဖြစ်ပါတယ်။အဲ့တော့ယောမခံခြင်းရှိတဲ့ငယ်ကိုယ်ထဲမှာအဲ့ဒီဝိငင်တော်အရာရှိတော်သူများဒီဘာလို့ခေါ်လဲ။ ခရစ်တော်နဲ့မသက်ဆိုင်ဘူးလို့ရေးထားတာဖြစ်ပါတယ်။ဘုရားမြတ်သားတည်းများဖြစ်တဲ့ဆိုတဲ့အကြောင်းကောင်းကင်နိုင်ငံသားဖြစ်တဲ့ဆိုတဲ့အကြောင်းအမှတ်သားအနေနဲ့ဝိညာဉ်တော်အပြည့်ကျွန်တော်တို့ကိုတစ်စိတ်ခတ်ထားတာဖြစ်တယ်။အဲဒီဝိညာဉ်တော်ကယေရှုဘုရားကိုမိမိကယ်တင်ပိုင်ရှင်တဲ့ဖြစ်လက်ခံယုံကြည်သောသူများအားလုံးရဲ့အထဲမှာကျင့်ဝတ်နေတဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်။အဲဒီဝိညာဉ်တော်ဘုရားကနှုံးနဲ့တင်မွေတဲ့ဘုရားဖြစ်ပါတယ်။ ဝိညာဉ်တော်မင်းဝိညာဉ်တော်အရှင်လို့ပြောတဲ့ခါမှာဝိညာဉ်တော်ကကျွန်တော်တို့လောကမှာမြင်လို့ရတဲ့မင်းမင်းကဲ့သို့ဒီလိုမျိုးတောက်တော်အောင်ပြီးမှလောင်ကျွမ်းတာကိုပြောတာမဟုတ်ဘူး။ဒါဆိုတော့ဘယ်ဟာကဝိညာဉ်တော်မင်းလို့ခေါ်တာလဲ။အထက်မှာဝိညာဉ်တော်ကကျင့်ဝတ်တော်မူပြီးဆိုတာကျွန်တော်အလုံးပြီးကြပြီ။အဲ့ဒီဝိညာဉ်တော်ရဲ့နာပြပို့ဆောင်ခြင်းအားဖြင့်ယုံကြည်သူများအသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုယေရှုဘုရားကိုယ်တိုင်ကလည်းမိမှထားတာဖြစ်ပါတယ်။ အဲ့ဝိညာဉ်တော်ဖရာကယုံကြည်သူတဦးကိုကျွန်တော်တို့မအုပ်စိုးနိုင်တဲ့ခါမှာကျတော့ဘယ်ကဘယ်အရာကအုပ်စိုးတာလဲဇာတိတဘောကကျွန်တော်တို့အုပ်စိုးနေတာဖြစ်တယ်ဇာတိတဘောကဘသူရဲ့အလိုလဲမာနစာတမန္တရဲ့အလိုဖြစ်တယ်စာတမန္တရဲ့အလိုကကျွန်တော်တို့အုပ်စိုးနေတာဖြစ်တယ်အဲ့ဒီအကြောင်းကိုဘယ်ထဲမှာတွေ့ရလဲကာလတိခန်းကြီး9အငယ်15လောက်ကနေ16လောက်ကိုဖတ်ကြည့်လိုက်ပါအငယ်20နှစ်တိကျတွေ့ရဇာတိတဘောနဲ့ဝိညာဉ်တဘော ကျွန်ဝိငင်တော်ဖရားကကျွန်တော်တို့အုပ်ဆိုးတဲ့ခါမှာကြတော့ဝိငင်တော်မင်းကကျွန်တော်တို့ထဲမှာတုံ့လောင်နေတဲ့ခါမှာကြတော့ဇာတိသဘောတွေအလုံးဘာဖြစ်တာလဲလောင်ကျွမ်းစီတာဖြစ်ပါတယ်လူအနေနဲ့မနိုင်တဲ့အရာများဒေါသထွက်တဲ့ထွက်ချင်တွေခွင့်မလွတ်နိုင်တဲ့အရာတွေကစားပါတော့ပြရှင်တော့ဖရားကြီးမကြဲတဲ့အရာများလူဆောင်တတ်တဲ့အရာများအလုံးကိုလည်းဝိငင်တော်ကအုပ်ဆိုးတဲ့ခါမှာကြတော့ဒါတွေအလုံးလုတ်ချင်တဲ့စိတ်တွေရှိပါတယ်တိုက်ဆိုင်ခွင့်လွတ်ဖို့နှလုံးထိုးချင်တဲ့စိတ်တွေကစား ပြီးလို့ရှိရင်တော့လောင်းကစားလုပ်ကျင်တဲ့အရာတွေကစားဒါမှမဟုတ်ဘူးရင်စီဝါတုံးကျင်တဲ့စိတ်တွေကစားပေါ့ဘုရားကြီးကတဲ့အရာများဘူးဝိညာဉ်တော်ကကျွန်တော်တို့အုပ်စိုးတဲ့ခါမှာကြတော့အဲ့ဒီအရာအလုံးကျွန်တော်တို့လုပ်ကျင်တဲ့စိတ်ကိုရှိဝိညာဉ်အရှင်ဆိုတာကဝိညာဉ်တော်ကကျွန်တော်တို့အုပ်စိုးတဲ့ခါမှာကျတော့ဇာတိတဘောအလုံးကိုလောင်ကျောင်းပြမှာဝိညာဉ်တော်ကကျွန်တော်တို့ကိုအိုးဆောင်ခြင်းကိုဝိညာဉ်တော်အရှင်ထူထောင်ခြင်းမျိုးခေါ်ပါတယ် အဲ့တော့ကျွန်တော်အဲ့ဒီဝိညာဉ်တော်ရဲ့မင်းကိုကျွန်တော်တို့ဘလို့နဲ့ကျွန်တော်တို့အရှင်းကိုရရှိနိုင်တယ်လေဝိညာဉ်တော်မင်းကကျွန်တော်တို့နဲ့အမြင်အားဘလို့နဲ့လောင်ကျွမ်းနိုင်တယ်လေဆိုတဲ့အကြောင်းကိုကျွန်တော်ပို့ပြီးသားလေသဘောပေါက်တိုင်းပြရတယ်ကဲကျွန်တော်တမဟောက်ကိကာလမှာဘိမာန်တော်ဆိုတာရှိတယ်အဲ့ဒီဘိမာန်တော်ထဲမှာပါရှိလဲဆိုရှင်တော့တတ်ရှင်းတဲ့နေရာတတ်ရှင်းဆုံးနေရာဆိုမှာနှစ်နေရာရှိတယ်ဒါကပရိဝင်တိတ္တာရှိတဲ့နေရာကအတတ်ရှင်းဆုံးနေရာလို့ရှင်တော့ ဒီများကပါလဲတတ်ရှင်းတဲ့နေရာယေဘရဟိများကသာဝင်လို့ရတဲ့နေရာဖြစ်တယ်ဒီများကပြီးတော့ဒီတတ်ရှင်းဆုံးနေရာကတော့ယေဘရဟိမင်းယေဘရဟိကအများကြီးရှိတယ်ယေဘရဟိမင်းကတပါပဲရှိတယ်ယေဘရဟိမင်းကတနစ်မှာတော့မတချိန်ပဲဝင်လို့ရတဲ့နေရာအတတ်ရှင်းဆုံးနေရာဌာနရှိဒီနေရာမှာဆိုတွေ့ရတာကပါလဲဆိုရှင်တော့အမွေရနအမြန်ထွန်းတဲ့နေရာပေါ့နော်ဒီဒါကစီမီခုဖြစ်တယ် ပြီးတော့ဒါက short break လို့ခေါ်တယ်ရှိတော့ဖို့နော်သုံးခုတွေ့ရအဲ့ဒီမီးကမငင်းရဘူးစဉ်းစားရမှာပေါ့ဗျာတရှင်းရဌာနထဲမှာရှိတယ်အဲ့ဒီမီးကအမြဲတမ်းအစင်မပြဲထူနေရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ယေဘရဟိတွေကတန်လွန်စီအစ်စ်ကိုယူပြီးမှဒီမီးကိုမငင်းအောင်နာနဲ့တိုင်းမနဲ့တိုင်းထူနေရမှာဖြစ်ပါတယ် ထူမကအဲ့ဒီမိကအမြဲတမ်းအစဉ်မြဲထုံနေတာဖြစ်တယ်။ဒါမှပါကိုပုံဆောင်တာလေ။ကျွန်တော်ခုနအကြောင်းကြည့်သူများဒီဘာရဲ့ပြမှာတော့လေ။တရှင်တော်ဝိငင်တော်ရဲ့ပြမှာတော့ဖြစ်တယ်။ပြမှာတော့ရဲ့နှလုံးသားကပါလဲဆိုရှင်တော့ပြမှာတော့ရဲ့နှလုံးသားကပါတယ်ရင်တစ်တာဖြစ်တယ်။ရှားကြီးကတခါကအဲ့ပါတယ်ရင်တစ်တာကိုငါရှိတဲ့နေရာလို့လည်းခါလိပေါ်ပြတဲ့ချင်းရှိတယ်။ဆိုတော့အဲ့တရှင်ရဌာနမှာရှိတဲ့မိရိအမြဲတမ်း အမြဲတမ်းထူလင်းရမှာဖြစ်ပါတယ်ဒါကဘုရားရှင်ရဲ့မိမှာထားတဲ့အရာပဲဒါပေမဲ့အစ္စရေလမျိုးတွေကဘုရားရှင်မိမှာထားတဲ့ဒီစီမီးတွေဒီမီးတွေကိုအစီမပြဲမထူနေတဲ့အချိန်ရှိခဲ့ဆိုတော့ကျွန်တော်ဥပမာအပြစ်ကြောင့်ပြောမယ်ဆိုရှင်တော့တို့ဟေဇကိရဲ့အပြင်အခတ်ဆိုတဲ့လူတွေရောက်သူကဘိမန်တော်ကို၎င်းဘိမန်တော်တကားကို၎င်းပြစ်ပြလိုက်တယ် ြုတ်တဲ့အတွက်ကြောင့်အထဲမှာရှိတဲ့မိကထုတ်လို့ရလားမရတော့ဘူးရီပရိုင်းများကလည်းဖျားရမို့တော့ဆောင်းလို့မရတော့ဘူးပြီးမှတော့ထဲဝင်လို့မရတော့အဲ့ဒီအာခမင်းကပြီးမှတော့ထဲမှာရှိတဲ့ပြီးမှတော့တစားပလာတွေအကုန်လုံးလည်းကုန်လုံးကိုညာသူတွေလက်ထက်မှာပြေးလိုက်လို့ရှိတော့အဲ့ဒီပြီးမှတော့ဘာလို့လဲဆိုတော့အဲ့တကားကိုပါပြစ်ပြစ်လိုက်ဘယ်သူမှဝင်လို့မရအောင်လုပ်တဲ့အပြင် ဂျေရုဆလင်မြို့နေရာတိုင်းမှာတခြားဖျားကြီးရဲ့ပူဇော်တဲ့နေရာကိုလုပ်တယ်။ပြီးတော့ယူဒနဲ့အတိအပြီးမှာလည်းတခြားဖျားကိုပူဇော်တဲ့နေရာကိုလည်းလုပ်တယ်။ဖျားကြီးအမြင့်တော်ကိုထွက်စီတယ်။အဲ့ဒီအတွက်ကြောင့်တိုင်းပြည်မှာဖျားခင်ကအမြင့်ထွက်တဲ့အတွက်ကြောင့်အစ္စရဲလူမျိုးများဖျားခင်ကဒဏ်ခတ်တာကိုလည်းကျွန်တော်တွေ့ရတယ်။သို့တော်လည်းသူ့သားဟေဇကိ ဖေဇကီလို့ပြောတာနဲ့ကျွန်တော်ဘယ်လိုလဲသိလိုက်လဲဘုရားရှင်ကအသက်15နှစ်နောက်ပါအသက်ရှင်နေတဲ့ရှင်မင်းဖြစ်တယ်။ဘယ်ဒီရှင်မင်းကအရန်သူစားတာကြောင့်ပြောပြ။သူ့အဘဒါဝိရဲ့ခြေရာကိုလိုက်ပြီးမှဘုရားကိုစစ်ချင်းတာစီ။ဘုရားခင်ရဲ့ပြင်းရတော်တွေကိုလည်းလိုက်ရှုံနေ။ဒါမဲ့လူတိုင်းမှာကျွန်တော်တို့ဒီနေရာမှာသိဖို့တဲ့ကိုလေးကအားနဲ့ချက်လူတိုင်းမှာအားနဲ့ချက်ကိုစီရှိကြတယ်။အဲလီကတော်တော်လေးဘုရားခင်တို့ပြောတဲ့ဒီ programming ရှင်မောလာကတော်လေးဖျားနေလို့ပြောတယ်ဣဗရာဟိမ်လည်းခေါ်တယ်တရားသူကြီးလို့လည်းခေါ်တယ်ဒါဝိတော့ရှင်ဘုရင်ကြီးမြတ်တဲ့ရှင်ဘုရင်မရှိသူတို့မှာအားလည်းချက်ကပြူကြတယ်တုံငယ်တဲ့အားလည်းချက်တစ်ခုရှိစီကြတယ်တာကမီများမဆုံးမကြဒါလည်းကျင်းတိုက်လို့ချင်တယ်ဆိုရှင်တော့မကြောက်ပြောပြတယ်လူတိုင်းမှာအားလည်းချက်ရှိတယ်ဒါပေမဲ့လည်းဒီလူတွေလို့ဖျားကိုချစ်တာကကျင်းစာထဲမှာရှက်ရှာပါပါတို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီဟေဇက်ကိမင်းကသူ့အဘဒါဝိရဲ့ခြေကြောင်ကိုလိုက်တယ် ူနန်းစာတဲ့ချင်းကသူ့အသက်ကဘယ်လောက်လဲ25နှစ်နန်းစာတဲ့နှစ်ပထမလမှာမလုပ်လဲဆိုလို့ရှင်တော့သူ့အပြင်အားခတ်ရဲ့ပိတ်ထားတဲ့ပြည်မာတော်တကားကိုသူကဖွင့်ပြလိုက်တယ်ဆိုတော့သူနန်းထိုက်လာတဲ့သူ့အပြင်အားခတ်ရဲ့ပိတ်ထားတဲ့ပြည်မာတော်တကားကိုဖွင့်ပြလိုက်တယ်ပြီးလို့ရှင်တော့မောရှိကနေလုခဲ့တဲ့ကြီးဝါမွေရုပ်အဲ့ဒီကြီးမွေရုပ်ကိုဟေဂျကိမင်း လက်ထက်မှပဲဖြစ်စီချင်းခံရတယ်။နှစ်ပေါင်းမလုံးကြာလေကျွန်တော်တွက်ကြည့်တာနှစ်ပေါင်း600နဲ့800ကြာလို့ကြာခဲ့တယ်။အဲ့ဒီတွင်ဘာလို့ကြာလဲ။ဒီမွေရုပ်ကကျမ်းမာခြင်းပြီးတဲ့မွေရုပ်ပဲဆိုမှသူတို့ကနတ်တာပေါင်းတင်နေ။ဓမ္မသာကျွန်တော်စရုထဆောင်ဟာကြီးဆက်ရှိအငယ်၄ထဲမှာဖတ်ချင်တယ်ဆိုတွေ့ရတယ်။အဲ့ဒီမွေရုပ်ကိုလည်းဖြစ်စီပြလိုက်။ပြီးတော့အာရှုရိဖျားတို့ တခြားဖယားတွေအားလုံးကိုလည်းဟေဇကိမင်းနန်းစာနာတဲ့အကုန်လုံးဖြတ်စီပလိုက်တယ်။ပြင်သူ့အဖေအားခတ်ကပိတ်ထားတဲ့ပြည်မှန်တော်တကားကိုလည်းဘာလို့လဲပြန်ဖွင့်ပြလိုက်တယ်။သူပြောတဲ့စကားလေးကြောင့်အယံခွန်ရရရှိတယ်။ဇာဇဝန်ချုပ်ဒုတိယဆောင်ဖန်ကြီး29ခန်းငယ်9ကနေ30တဲမှာတုံးကြည့်တဲ့အခါမှာသူကဘယ်လိုပြောလဲဆိုရင် "तू နန်းစာနဲ့နှစ်ပထမလာမှာ" လေဝိအမျိုးလူကိုခေါ်ပြမှာဘယ်လိုပြောလဲဆိုရှင်တော့ဩလေဝိသားတို့နားတော်ကြတော့ကိုကိုလကောဘူပီတို့ဤဘုရားကြီးထာဝရဘုရားအင်တော်ကိုလကောတတ်ရှင်းစေ၍တတ်ရှင်းရဌာနတွေကအမိုက်ကိုတုတ်တင်ပယ်ရှင်းကြတာအာမင်ဘူပီတို့ဤဘုရားကြီးထာဝရဘုရားအင်တော်ကိုလကောတတ်ရှင်းစေ၍တတ်ရှင်းရဌာနတွေကအမိုက်ကိုလကောဘာလို့လဲတုတ်တင်ပယ်ရှင်းကြတော့ကျွန်တော်တို့ကပါလဲ ။တန်ရှင်သောဝိညာဉ်တော်ရဲ့ဘေးမှာတော့ဖြစ်တယ်။ဘုရားကအမျက်ထွက်စေတဲ့ကျွန်တော်တို့မှာမှတ်တရားတွေအများကြီးရှိပါတယ်။ဟေဇကိမြင်းကပထမအုပ်ဆုံးသူနန်းစာတဲ့နှစ်လမှာဘုရားကမကြိုက်တဲ့အမှတ်တရားတွေအကုန်လုံးကိုရှင်းထုတ်တယ်။ဘုရားကသာသမီများဘုရားကိုကိုးကွယ်လို့မရအောင်ဘေးမှာတော့ထဲမှာစီမင်းထုံးလို့မရအောင်တားဆီးထားတဲ့တကား တားစီထားတဲ့အဖတ်တဲ့ရိုက်ပြီးအာလုံးဟဲ့စကိမင်းကပါလို့လာလေတုတ်တင်ရှင်လင်းပြလိုက်တယ်အငယ်ခရစ်ချက်မှာပုံကြီးထားတယ်မိမတော်အိုးတကားကိုပြင့်လျက်မင်းဖွဲ့တို့ကိုတတ်လျက်တရှင်ရဌာနနာဣဒိလအမျိုးဤဖျားကျင်နာနတ်တာပေါင်းကိုမင်းမရှုမင်းရှုရာရစ်ကိုမပူဇော်ပဲနေကြပြီသူ့အဖေအာခတ်ကမိမတော်တကားကိုပြင့်တဲ့အတွက်ကြောင့်မိမတော်ထဲကမင်းခွက်ကိုလည်းပေါင်းတည်ရရှိတယ် ဲ့နတ်တာပေါင်းကိုလည်းမြေရှိလို့မရတော့ဘူးဒီနေ့ကျွန်တော်ပြမတော်တကားပြချင်းခါရတဲ့ခါမှာကျွန်တော်တို့အထဲမှာရှိတယ်မီးပြမတော်ထဲမှာရှိတယ်ထွန်းလင်းတဲ့မီးခွက်ကတည်ရရှိတယ်ဒီနေ့ကျွန်တော်ယေရှုဖခင်ကိုမိမိကဲ့တည်ပိုင်ရှင်ဖြင့်လက်ခံယုံကြည်တော်သူများအနေနဲ့ကျွန်တော်တို့အားလုံးပြည့်တဲ့စာစစ်ကြအောင်ကျွန်တော်တို့ဝိငတော်မြေကတည်ရရှိတာအဲ့ပြမတော်က မတတ်ရှင်းဘူးဆိုလို့ရှိရင်တော့ပြစ်ချင်းခံရရင်တော့ကျွန်တော်မီးလဲတည်မှာဖြစ်ပါတယ်ဆိုတော့ပြစ်မှန်တော့ကမတတ်ရှင်းဘူးပြစ်ချင်းခံရရင်တော့အဲ့မီးကတည်မှာဖြစ်ပါတယ်ဘုရားရှင်တော့ကျွန်တော်အောက်ပါဘူးနဲ့တွေ့ရတယ်ထို့ကြောင့်လည်းပါတယ်ထာဝရဘုရားကြီးယုဒပြည်ယေရုရှလင်မြို့ကိုအမျက်တော်ထွက်၍ပင်တို့မင်းတည်အတိုင်းစင်ရခံခြင်းမင်းမောတွေ့ဝီခြင်းကဲရတဲ့တန်ကိုကြားခြင်းအမှုနိုင်အတော်မှုပြီး ။ဘာကြောင့်လဲ။ဘိမန်တော်ပြင်းခံရတယ်ဖရာကမြက်ဖတ်စီတဲ့အတွက်ကြောင့်ကျွန်တော်တို့မခံတည်တဲ့ဒုက္ခတွေကိုလည်းဖရာရှင်တခါတည်းဂျုံစီတဲ့အချိန်ရှိပါတယ်။သူဖြစ်ကြွေးငါတို့အပါများဒီပါလေ။ဒါဖြစ်လဲတည်ကြပြီ။တာသမီမယားတို့ဒီသိမ်းသွားခြင်းကိုခံရကြပြီ။အဲ့ဒီအတွက်ကြောင့်ဖရာဒီအမြင့်တော်ကနေလွှဲတဲ့ခုရတဲ့တွင် ရားခင်သာသူငါပရမီဖွဲ့ဖို့ရတဲ့အကျင့်ရှိတယ်ဆိုပြီးမှလေဝိလူမျိုးများကိုခေါ်ပြီးမှတိုက်တွန်းခုနာပြတာတော့တွေ့ရတယ်အဲ့ဒီကြောင့်လူကြီးဒီမှာအဓိကခုနာပြခြင်းတဲ့အရာကဘာလဲဆိုရှင်တော့တမဟောင်းခေကာလမှာပြီးမှတော့ရှိတယ်ပြီးမှတော့ထဲမှာတရှိယဌာနတရှင်ဆုံးဌာနရှိတယ်အဲ့တရှိယဌာနမှာယေဘရဟိတွေကနေ့တိုင်းမြင်းခွက်ကိုထွင်ရတယ်နတ်တာပေါင်းကိုမြင်းရှုရတယ် ်ရှိတော်မှုကိုတင်ရတယ်ဒါပေမဲ့ပြစ်မှတ်တော်တကားပြစ်ခင်ခံရတဲ့ခါမှာလုံလုံရသေးလားလုံလုံမရတော့ဘူးပြစ်မှတ်တော်ကပါတဲ့ပြစ်ရတယ်အမိုင်းတရားိုင်းနဲ့ပြည်နေတာဖြစ်တယ်ကျွန်တော်တို့တရှင်တော်ဝင်တော်ပြစ်မှတ်တော်များဖြစ်တယ်တမတိခိမှာသခင်ယေရှုကိုယုံကြည်တော်သူများဒီတရှင်တော်ဝင်တော်ဤပြစ်မှတ်တော်ဖြစ်တယ်ပြစ်မှတ်တော်တကားကိုတမဟောခိကာလာတို့ကတော့အာခတ်မင်းကပြစ်ခဲ့ဖျားကြီးမြတ်တော်ထွက်ခဲ့ ဒီနေ့သရှင်တော်ဝင်ရောပြိမာတော်ဖြစ်တဲ့ယုံကြည်သူများအနေနဲ့ကျွန်တော်တို့ပြိမာတော်တကားကိုဘယ်အရာကပြည့်ရှိမှာလဲကျွန်တော်တို့ရဲ့ပြိမာတော်တကားကျွန်တော်တို့ရဲ့စီမင်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့လက်တာပေါင်းကိုမထုံးနေနိုင်ဖို့ရံဘယ်အရာကပြည့်စုံနေတာလဲဘယ်အရာကပြည့်စုံနေတာလဲတူကြမှာမဟုတ်ဘူးဒီကျွန်တော်ပြိဖို့လိုတဲ့အရာကပါလဲဆိုတော့ကျွန်တော်တို့မြင်ခွန်းဘယ်လိုအခြေအနေရှိလဲဒီနေ့ဝိညာဉ်တော်မြင် အတီလက်ရှိလားဝိညာဉ်တော်အရှင်ကရော့လက်ရှိလားအရှင်ဘယ်လိုလဲကျွန်တော်စမ်းသပ်ဖို့ရည်ကြီးပါတယ်အဲ့ဒါကြောင့်ဒီနေ့မိတ်ဆွေများကျွန်တော်အားလုံးခုနကကျွန်တော်ဖတ်တဲ့ကျမ်းစာထဲမှာဘယ်လိုရေးထားလဲတဲ့တော်နဲ့ပထမဆုံးခံကြည့်ငါအငယ်ဆက်ကြောက်ကန်လက်စစ်နေတယ်အရှင်ဝမ်းမြောက်ကြတယ်ဝိညာဉ်တော်အရှင်ကိုမငင်းစေကြတယ်ဝိညာဉ်တော်ရဲ့အရှင်ကိုငင်းတဲ့ခါမှာမဝမ်းမြောက်နိုင်ကြဘူးဝိညာဉ်တော်အရှင်ရှိတဲ့ခါမှာဝိညာဉ်တော်မင်းထုံနေတဲ့ခါမှာ အချင်းဒီပေါ်မှာမမူတည်ပဲနဲ့တို့အမြဲတမ်းဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်လုံမဝမ်းမြောက်နိုင်တဲ့အတွက်ကြောင့်ဝိညာဉ်တော်အရှင်ကလည်းမရှိပါဘူး။ဝိညာဉ်တော်မြေကလည်းတည်ပြည့်ရှိတယ်။အမြဲမပြတ်ဆွတ်တောင်းကြတော့ရှာယူရတဲ့မှာတပြည့်နေတဲ့အခါကျတော့မချားမလတ်ဆွတ်တောင်းကြတော့အမြဲမပြတ်ဆွတ်တောင်းကြတော့ဆိုတာကတစ်ချိန်လုံးဆွတ်တောင်းဖို့ကိုပြောတာမဟုတ်ဘူး။ ဆူတောင်းခြင်းကိုအစင်အမြဲလုပ်ကြပါအမြဲပြုတ်ကြပါမချားမရဆူတောင်းကြပါဆူတောင်းခြင်းအားနဲ့လာတဲ့ခါမှာဘယ်လိုလဲဝိညာဉ်တော်အရှင်ကလည်းတဖြည်းဖြည်းနဲလာပြီမှာဝိညာဉ်တော်မိကလည်းဘာဖြစ်မှာလဲတဖြည်းဖြည်းကြော်လဲမှာဖြစ်ယုံကြည်သူတယောက်ဖြစ်ပြီးမှာဖရာကုံကရန်ချစ်ပါတယ်လို့ပြောပြီးမဲ့လဲဆူတောင်းခြင်းမရှိရင်တော့အဲ့ဒီလူရဲ့ဝိညာဉ်မိက ဒီနဲ့ရှိပါတယ်ပြီးတော့ဗာလဲအရာသာ၌ကျေးဇူးတော်ချီးမွမ်းကြတော့ဘာကြောင့်လဲသင်တို့ဒီထို့တို့ပြုကြရာခရစ်တော်ယေရှု၌ဖျားခင်အလိုတော်ရှိအာမင်အရာသာ၌ကျေးဇူးတော်ချီးမွမ်းကြပါလွယ်လားရှင်ဘောလုံးနဲ့တီလာကထောင်ထဲမှာဖျားကိုချီးမွမ်းဖို့ကလူအနေနဲ့ကျတော့လွယ်သလားဘယ်လွယ်မလဲပြီးကျင်နာချက်ချင်းခါလား အမတားမကျက်ပြည့်တဲ့ချိန်ကာလဖရာကိုဖြစ်မခြင်းကမလွယ်ပါဘူး။ရင်ထဲမှာအရန်ခံစားနေတဲ့အချိန်မှာတစုံတရာကြောင့်ဝတ်နေကြည်ခွဲနေတဲ့ချိန်မှာဖရာပေါင်းပြစ်ပါလေကျေးဇူးတော်ချိန်မွေးပုံကလွယ်သလားမလွယ်။ဒါပေမဲ့လည်းကျေးဇူးတော်ကပါလေအရာရာနာကျေးဇူးတော်ချိန်မွေးချာသူတို့ပြုတ်ဖို့ရတဲ့ဖရာခင်ကယေရှုခရစ်ဖရာလိုက်ကျွန်တော်တို့ကိုအလိုရှိပါတယ်။မချင်းမွန်းနေတဲ့ခါမှာ အမြဲတမ်းငြိမ်းသွားတဲ့ခါမှာဖြစ်သွားလဲဝိညာဉ်တော်မြေးကငြိမ်းသွားမှာဖြစ်ပါတယ်အငယ်20မှာဘာလို့ရတယ် prophet ပြုတ်ဟောပြောခြင်းကိုမခင်မဲ့မင်းမပြုတ်ကြတယ်ဒီအရာကတော့ကျွန်တော်နှမျိုးနဲ့ခံယူလို့ရတယ်ကျွန်တော်တို့အချို့တော်တော်များများနေရာတော်တော်များများမှာ prophet အစ်စ်နဲ့အတူအများကြီး prophet ပြုတ်တာဘာမှမလို့ပြောကြတယ် ရိုးရိုးနဲ့ proper ပြုတ်ပြေးရမှာလားရှယ်နဲ့ပြုတ်ပြေးရမှာလားဆိုတာမျိုးတွေလည်းရှိတယ်။ဆိုတော့ proper ပြုတ်ဟောပြောခြင်းကိုမထိမဲ့မြင်မပြုတ်ကြနဲ့ဒါပေမဲ့အောက်ပါကြီးကသူ့တော်အရာခတ်သိန်းတို့ကိုစင့်စေး၍ကောင်းသောအရာကိုဆွဲကင်ထားကြပါ proper ပို့သမျှဒီမှတ်တာမဟုတ်ဘူး။တမန်ကျင်းစာနဲ့ kait နေမှုရှိမရှိစစ်ဆေးပါကောင်းတဲ့ဟောပြောချက်ဆိုရှင်တော့ဆွဲကင်ပါလက်ခံပါဆိုပြီးပြောခြင်းဖြစ်တယ် prophet ပြုတ်ခြင်းကိုမခင်မဲ့တပြုတ်တဲ့ခါမှာဝိငင်တော်အရှင်လည်းငင်းစေတာဖြစ်တယ်။ဝိငင်တော်မြည်လည်းငင်းစေတာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရှင်တော့ prophet ပြုတ်ခြင်းဆိုတာကနှုတ်ဘတော်ခံယူခြင်းလည်းအတူတူပါပဲ။တရားဟောဆရာများစွာကလည်းတရားဟောချက်ကျွန်တော်တို့ကြားလာလည်းဖြစ်နိုင်တယ်။အဲ့ဒီတရားဟောချက်တွေကိုကျွန်တော်တို့အပေါင်းလုံးကမှန်တယ်လို့ကျွန်တော်ပြောနိုင်ပြီမဲ့လေနှုတ်ဘတော်တိုင်းမှန်သလားမမှန်ဘူးလားစစ်စစ်ရမယ်။ အဲ့ဒီဘတ်တော်တိုင်းမှန်ကန်ရှင်တော့အဲ့တရားဟောချက်တွေကိုကျွန်တော်တို့ကဆွဲကြိုက်ပြီးမှလက်ခံယုံကြည်ပြီးမှအဲ့ဒီဘတ်တော်ကအသက်ရှင်ဖို့ကဖျားခင်လို့ရှိတယ်။အဲ့တရားဟောချက်တွေ prophet ပြုခြင်းတွေမထီမဲ့နေပြတဲ့အခါမှာမဖြစ်တာလေဝိညာဉ်တော်ရဲ့အရှင်ကိုငင်းစေတာဖြစ်ပါလား။နောက်ဆုံးကပါလေမကောမှုအမျိုးစုံတို့ကိုရှောင်ကြည်ကြလို့ဖျားခင်ပကြိုက်တဲ့အရာများမကောတဲ့အရာအလုံးကိုကျွန်တော်မလုပ်ရဘူးလေ။ ရှောင်ကြည်နိုင်မှသာကျွန်တော်တို့ဝိညာဉ်တော်မြေကဘာဖြစ်မှာလဲအမြဲတမ်းထိုးလင်းနိုင်မှာဖြစ်ပါတယ်။ဒါဆိုတော့ကျွန်တော်ဝိညာဉ်တော်မြေကိုမထိုးလင်းနိုင်ဖို့ရတဲ့အတွက်ဝိညာဉ်တော်အရှင်ကိုမရနိုင်ဖို့ရတဲ့အတွက်ဘယ်အရာကကျွန်တော်တို့ကိုတားဆီးတတ်တာလဲ။ဘယ်အရာကကျွန်တော်တို့ကိုဟတ်တာတတ်တာလဲ။နံပါတ်1ကဘာလဲ။မဝတ်မြောက်နိုင်ခြင်း။တဆုံတရားကြောင့်မြေတော်စင့်ငင်ခြင်းတောသားတွေထွက်ခြင်းကဝိညာဉ်တော်အရှင်ကိုငင်းစေတာဖြစ်ပါတယ်။ဒုတိယပါလဲ။ ကျေးဇူးတော်အချင်းတော်မူအမြဲတမ်းငေးတွားတယ်။ယုံကြည်သူဖြစ်ရတာနဲ့တစ်ချိန်လုံးငေးတွားတဲ့တက်တာကဝိညာဉ်တော်မင်းလည်းတည်ပါတယ်။တည်နေရှိ။ဝိညာဉ်တော်အရှင်မင်းစီတာဖြစ်ပါတယ်။ပြီးတော့ပါလေစုတော်ကျေးတက်တာမရှိတဲ့အခါမှာဖြစ်လာလေဝိညာဉ်တော်အစဉ်လည်းငင်းစီတာဖြစ်ပါတယ်။ပြီးတော့တရားဟောခြင်းတွေ Robert ပြုတ်ခြင်းတွေမတိမဲ့ပြုတ်တဲ့အခါမှာဝိညာဉ်တော်အရှင်ကိုလည်းငင်းစီတယ်။ မကောင်းမှုအမျိုးစုံတို့ကိုကျွန်တော်တို့လုဆောင်တဲ့ခါမှာဖျားခင်မတိုက်တဲ့အရာများကိုကျွန်တော်တို့အမြဲတမ်းသိရတာနဲ့လုဆောင်တဲ့ခါမှာဘာဖြစ်သွားလဲဝိငင်တော်ကဝန်နေနေတာဖြစ်တယ်။ဝိငင်တော်ရှင်ကငင်းတာဖြစ်တယ်။အဲ့ဒီချိန်မှာဝိငင်တော်ကကျွန်တော်တို့မှာနေရမရဘူး။အဲ့ဒီတော့ဒီနေ့ပြည်စုံများအားလုံးကြောင့်ဖြစ်ခေါ်လာတာကသက်ရှင်တော်ဝိငင်တော်ကကျွန်တော်တို့နိုင်ဝန်ညှောချင်းရှိလား။ဝိငင်တော်ဖျားကကျွန်တော်တို့ကိုဦးဆောင်လား။ဇာတိအလိုက ကျွန်တော်တို့ရဲ့ဝိညာဉ်သဘောကိုအနိုင်ယူလက်ရှိတာအများအားစားသိဖို့ရည်ကြည်ပါတယ်။ကျွန်တော်ဝိညာဉ်တော်ရဲ့နှုတ်ဆောင်ခြင်းကအများကြီးရှိပါတယ်။အဲ့တော့ဒီနေ့အဓိကပြောချင်တာကဝိညာဉ်တော်မီဝိညာဉ်တော်အရှင်။မိသားစုမှာတက်တာမှာအများအားစိတ်ငင့်တယ်။ဘာပြောနိုင်ဘူးဆိုလို့ကျွန်တော်ကျွန်တော်ဝိညာဉ်တော်မီကတည်ရရှိပါတယ်။ဖျားခင်လို့တော့ရှိတာကအဲ့ဝိညာဉ်တော်မီကိုအများအားထုတ်လင်းဖို့ရတယ်။မိမာတော်ထဲမှာရှိတဲ့မိခွတ်ငတ်တာပေါ်အမြဲတမ်းထုံငင့်ဖို့ရတဲ့ဖျားပြေလိုရှိတယ် ယေဘုရောဟိမများကိုမိမာထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘာကြောင့်ဒီရက်ရှိလာလဲ။ပြီးမှတော့မတရှင်တဲ့ခါမှာပြီးမှတော့ပိတ်ဆိုခြင်းခံကြတဲ့ခါမှာအဲ့ဒီပြီးမှတော့ထဲမှာရှိတဲ့မိကဒီရက်ရှိပါလား။နှစ်တာပေါင်းကမရှိဘူးမရတော့ဘူး။ဒီဘုရားခင်အလိုတော်ကိုပြင်ရှားပြီးမှကျွန်တော်ဘုရားခင်ထာဝရကိုပြင်လဲဖို့ရည်ကြည်ပါအာမင်။ဆိုတော့ဇာတိအလိုကိုမလိုက်ဖို့ရည်ကြည်ပါလေ။ကျွန်တော်တို့ကနေတော့လူတွေမှာဟုတ်ဘူးနော်။ ဖျားကြီးတရှင်တော်ဝင်တော်ရဲ့ပါလဲပြီးမှတော့ဖြစ်တယ်တရှင်တော်ဝင်တော်ပါလဲပြီးမှတော့ဖြစ်တယ်ကျွန်တော်ဒီတရှင်တော်ဝင်တော်ရရှိတော်သူဖြစ်တယ်နေရာဝင်ခါဘူးဝင်ခါမှရရှိတာမဟုတ်ဘူးတဟာရလေးလူဖြစ်တဲ့ခါမှာမိတော့တတ်တယ်ဝင်တော်ဖျားကတွေ့တဲ့သူရှိနေအထက်မှာကျိုးဝတ်နေတယ်ဆိုတော့ကျွန်တော်ထားလိမ့်မိတတ်တယ်ဇာတိကဘောကသူတို့အများလားလွတ်မိုးတတ်တယ်ပုတ်ဆုတ်တတ်တယ်ဒီနေ့ကျွန်တော်လပုတ်တာသိတော်မှာအလိုအဆုံကဝင်တော်လက်ပြချင်းဖြစ်ပါတယ်အာမင် ဝိညာဉ်တော်အုပ်ဆိုခြင်းဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူတက်တာတင်းတင်းမှလိုအပ်စမှာပါလေဝိညာဉ်တော်လမ်းပြခြင်းဝိညာဉ်တော်အုပ်ဆောင်ခြင်းဖြစ်ပါတယ်ကျောင်းသူကျောင်းသားတွေလည်းဝိညာဉ်တော်ပြားကိုတရားဖြစ်ခေါ်ကြစာပေါ်ရဖြစ်နိုင်တဲ့အခါမှာကျောင်းတက်တဲ့အခါမှာမြေပညာပေးတော်ဝိညာဉ်တော်ပြားကိုတရားဖြစ်ခေါ်ကြအာမင်ကျွန်တော်မြေစင်တိုင်းမှာကျွန်တော်ဝိညာဉ်တော်ပြားအကြီးကြီးပါတယ်လိုအပ်တယ်လားဖြစ်တယ်ကျွန်တော်တို့နိုင်ဝိညာဉ်တော်မီကျွန်တော်တို့နိုင်ဝိညာဉ်တော်အရှင်ကဘယ်လိုအခြေအနေရှိတယ် ဝိနောမီမထွန်းလင်းဝိနောအရှင်နေသွားရင်တော့မိသားစုမှာပျော်ရွှင်မှုရှိမှာပေါ့အတ္တဓမ္မပျော်ရွှင်မှုရှိမှာပေါ့အမြဲတမ်းစိတ်ပြည့်ခြင်းတွေငြိမ်းတွားခြင်းအတ္တဓာတ်ရှိမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီနေ့အားလုံးတက်တူကိုလာပြီလို့တာကဝိနောမီဒါမှမဟုတ်ဝိနောအရှင်ဆိုတဲ့ဥပမာတော့လေအားလုံးကိုလာပြည့်ခြင်းတာဖြစ်တယ်အားလုံးတို့ဖြာရှင်ကောင်းချီးပေးပါစေ